်ဖက်ဒရယ် FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီနေ့တော့ဥစင်းပင်ကိုတလန်ဟုဆွဆွဲချင်းသည်ဂုံတိတ်ခံညွန်းတော့အောင်လှောက်ဆထွင်လာဖြစ်တယ်လို့ရှမ်းအဖွဲ့ဆက်လီဖွဲ့ထုတ်ပြန်တဲ့သတင်း။ဒီမိုးစုမှာအသားစေးတွေဆက်လက်မြင့်တက်နေတဲ့သတင်း။ဒီမိုဆိုမျိုးအနောက်ချမ်းတနေရာမှာဖရဲတိပင်တိုးချဲဆက်ပြိုဖို့ရှိတဲ့တဲ့ရင်စားတဲ့ Federal FN ရဲ့နိုင်စင်တင်းတွေကိုကြားရမှာပါရှမ်း Greeny နဲ့စဖေခုံမျိုးနဲ့မှာပြီးခဲ့တဲ့ Matchla ၄ရက်နေ့ကရွှေဓမရောင်ကြီးရှမ်းချောင်း ကျောင်းထိုင်စီရတော့အရှင်ဓမ္မတာရာခဥစိန်ပင်တက်တော်လေးစရှိနေဝါရော28ဝါနဲ့ကပ္ပယကူဆိုင်ပြီး၄၀နီတော့တပ်ဖြတ်ခံရတဲ့ပေါ့ဖေခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK ပိုးလီရဲ့ရှင်းလင်းတင်ပြချက်ဟာစီရတော့ကိုဂုံတိတ်ခံညွန့်တော့အောင်မဟုတ်မမှန်လှုပ်ရှားထွေလာလို့ဖေခုံတန်ကတော်များဖွဲ့ပါဝင် ရှမ်းလူမြေဆလိဖွဲ့ကမနေ့ကမတ်လ17ရက်နေ့ကပူးတွဲထုတ်ပြန်လာပါတယ်အဆိုပါလူတမှုကိုပြည်စစ်ကြောင်းကကျူးလွန်ခဲ့တာဖြစ်ပြီး ဇီယာရောကစစ်ကောင်စစ်တပ်နဲ့ဆက်တွယ်ပြီးစစ်ရှောင်ပြည်သူတွေနေရပြန်လာနေအောင်စီယုံလှုပ်ဆော်တာကြောင့်စစ်မထိန်နိုင်ပဲတပ်ဖြတ်ခဲ့တာလို့ပြားစစ်ကြောင်းရထုတ်ပြန်ချက်ကို PK ပိုလီကပြီးခဲ့တဲ့မတ်လ9ရက်နေ့ကထုတ်ပြန်ထားပါတယ်။ PK ပိုလီရဲ့ကနဦးထုတ်ပြန်ချက်မှာတော့ပြားစစ်ကြောင်းတပ်ဖွဲ့ဝင် မောင်ဗလာ29နီကစစ်မထိန်နိုင်ပဲကျူးလွန်ခဲ့တာဖြစ်တယ်လို့ဆိုထားပြီးရန်အဖွဲ့စစ်လီဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့6ဦးတုံးမဟုတ်6ဦးထက်ပိုတယ်လို့យေတာထားပါတယ်။ ဂရနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကတော့တရားမျှတမှုရရှိဖို့နဲ့အမှုမှပေါ်ပေါက်ရေးအတွက်မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကောင်စီပါဝင်နေမြေခံတော်လရေးတပ်စုံနဲ့ပူပေါင်းဆောင်ရွက်သွားမယ်လို့မတ်လ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြည်စီကြောင်ရတာဝန်ခံမှုရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပြည်စိန်ကိုထုတ်ပြန်ထားတာရှိပြီး IEC ဘက်ကတော့ဒီကျူးလိုမှုကစီဥပဒေချိုးဖောက်မှုဖြစ်တဲ့အတွက် ပြည်စီကြောင်ရတောင်ခရီကိုခေါ်ယူပြီးအေးအေးယူဆောင်ရွက်ဖို့လုပ်နေတယ်လို့ IEC ဒူအိုပတာကိုဗီဒူကဖက်ဒရယ် FN ကိုပြောပါတယ်။ဒွေနီပြည်ဒီမိုးဆိုအနောက်ချမ်းကိုပုံမှန်တင်ပို့နေတဲ့အမေသားရှာပါလာတာနဲ့တင်ပို့သွားလာတဲ့လမ်းကြောင်းပိတ်ဆို့တာတွေကြောင့်အမေသားစီထပ်မမြင့်တက်လာတယ်လို့အသားရောင်းချသူတွေကဖက်ဒရယ် FN ကိုပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာဒီမိုးဆိုအရှိချမ်းမှာဝက်နာကြတာတွေဖြစ်ပွားခဲ့ပြီးအမေသား ဝတ်တာကြက်တာနဲ့ငါစားတဲ့အသားအလုံးစင်းမြစ်တဲ့နေသလိုကြက်ဥအလုံး30ပါတကတ်ကို15000ကျားရှိတယ်လို့သိရပါတယ်။ဒီမိုးဆိုအရှိချောင်းမှာဝတ်တာနဲ့ကြက်တာတပိတ်တာစီ35000ကျားပေါက်စီရှိနေပြီးဒီမိုးဆိုအနောက်ချောင်းမှာဝတ်တာတပိတ်တာ38000ကျားထိရှိက၄000ကျားထိမြစ်တက်လာနိုင်တယ်လို့လည်းအသားရောင်းတူတွေစီကနေသိရပါတယ်။ကုန်စည်နှုန်းတွေမြင့်တက်လာတာတွေကြောင့်ဒီမိုးဆိုအနောက်ခြမ်းမှာရှိတဲ့ဆစ်ဆောင်ပီတူတွေကဆစ်ဆောင်စခန်းတွေမှာ ဆလာရွယ်ကျက်တုံနဲ့မုံငင်းစားတဲ့ဒီနောင်တွေကိုတနိုင်တပိုင်ဆက်ပြိုးလာကြတယ်လို့သိရပါတယ်။ကွေနီပြည်ဒီမိုဆိုအနောက်ချမ်းဒနီယာမှာဖယဲတီပင်တွေတိုးချဲ့ဆက်ပြိုးဖို့ရှိတယ်လို့ဖယဲတီဆိုင်တောင်သူတွေက Federal FN ကိုမနေ့ကပြောပါတယ်။အဆိုပါကြေးရွာတွင်အနာမသိန်းကြီးကဖျက်တိပိန်ဆိုင်လုပ်ငန်းလုပ်ကင်သူအနေနဲ့သာရှိပြီးအခုနှစ်မှာဖျက်တိပိန်ဆက်ပြိုးတဲ့ခြံပေါင်း၁၀ခြံဝန်းကျင်ရှိလာပြီဖြစ်တယ်လို့သိရပါဗျ။ စိုက်ပျိုးပြည့်ရရှိလာတဲ့ဖရဲတီတွေကိုစိုက်ပျိုးသူတွေကဂါစင်ကယ်တွေနဲ့ကိုရန်လိုက်ရောင်ချတာမျိုးရှိပြီးဖရဲတီကုန်တယ်တွေကလည်းခြံအထိလာရောက်ဝယ်ယူတာမျိုးရှိတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလတွင်မှစတင်စိုက်ပျိုးကြကအခုလတွင်မှစတုံနေပြီးဂရင်းနီပြည်တွင်မှအ திக ဖြန့်ချီရောင်ချမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဂရင်းပြည်ဒီမိုဆိုအရှိန်ချမ်းတနေရာမှာ တနအီကိုရေစဲကန်လန်လောက်တာထွက်တဲ့ယူထက်ပေါက်ကိုလူဦးရေ600ဝန်းကျင်ကမိခိုနေရတယ်လို့ဒေတာခန်တူဖြစ်တဲ့မဆော်မူကဖက်ဒရယ်အဖန်ကိုပြောပါတယ်။အဆိုပါယူထက်ပေါက်နေရာတိကိုတနအီဝန်းကျင်လောက်လောင်းလျှောက်သွားရတဲ့ပြင်မိနစ်၄နာရီဝန်းကျင်ကတည်းကဓာတ်မီအုံပြပြီးရေသွားခတ်ရတယ်လို့သိရပါတယ်။ဒေတာခန်နဲ့ဆစ်ဆောင်တွေအနေနဲ့ဝင်ငွေမရှိတဲ့အတွက်ရေမူဝဲတုံးနိုင်တဲ့ပြင် အရင်နှစ်တွေမှာဆိုရင်ရေအလူရှင်ကတလတ်ကိုနှခရေလာပုတ်ပေးချပေးမယ်။ဒီနေ့မှာတော့အခုချိန်ထိရေလာလူတာမျိုးမရှိသေးဘူးလို့ဆိုပါရစေ။အခုလက်ရှိမှာအဆိုပါကြေးရွာကဒီလိုရေရှာပမှုတွေကြောင့်ပုံမှန်ရေ မချိုးကြရတဲ့အတွက်ခန္ဓာကိုယ်တစ်ခုလုံးရရမှုတွေဖြစ်လာပြီးကျွဲဝက်ကျဲနွားစားတဲ့တရိဆန်တွေကလည်းရေတွေငတ်ပြီးတီကုံရာမျိုးဖြစ်လာတယ်လို့သိရပါရစေ။ဒီနေ့မတ်လ12ရက် Federal FN ရဲ့နေ့စဉ်တင်ပြကိုကြားခဲ့ရတာပါကျွန်မငင်းငယ်ပါရှင်